ရှုချက်မှာဆိုရင်နော်ဖုံးအေသားကစီနီယာတချို့အပေါ်မန်မာနာကြီးပြီးဆက်ဆံခဲ့တဲ့အပြုအမူတွေကိုထုတ်ပြောလာခဲ့တဲ့ဒါရိုက်တာပြည်ဟင်းတီဟာ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။ Director ပြည်ဟင်းတီဟာကစိတ်ဓာတ်မကောင်းတဲ့အမှုပညာရှင်တွေရဲ့အကြောင်းကိုခေစီတွင်ကြားအကုန်သိပြီးတော့ Social Media မှာအာမနာတန်းထုတ်ပြောနေကြတာကြားပါပြီ။နမဲကြီးမင်းသမီးမင်းသားတွေနဲ့အချိန်အကြာကြီးအလို့အထူးတွဲလို့ခဲ့တယ်လို့မကောင်းတာတွေကိုသီးခံနေကြရတဲ့အတွက်အခုချိန်မှာစိတ်ထင်တိုင်းအကုန်ထုတ်ပြောလို့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်မှာလည်းသူရဲ့ channel လေးကနေနော်ဖောအထာရဲ့အကြောင်းကို အောက်ဖဲလှန်လာခဲ့ပြန်တာဖြစ်ပါတယ်။နော်ဖောအထာလက်ရှိမှာ Bobby Sousa စီကနေလွမ်းပိုင်ကိုစနိုက်ခဲ့တဲ့အကြောင်းတွေကြောင့်အဆက်အကြီးကျယ်ကွဲနေရတယ်ဆိုရရင်လည်းမမှားပါဘူး။ရုပ်ရည်ချုံမောပြီးတော့ဘန်းသူသွေးမျက်နှာသားလေးနဲ့ဖြစ်နေခဲ့ပေမဲ့ villain assist ဆိုတာတိလိုက်ကြတဲ့အတွက်တော်တော်များများကသူမကိုသဘောမကျပဲဖြစ်နေကြတာပါ။ ဒါအပြင်နော်ဖုံးအင်ထားကအခုလိုလူမှုရေးဖောက်ပြန်မှုတွေရှိခဲ့ရုံတင်မှာပဲပေါင်းတင်ဆက်ဆံရေးလည်းမကောင်းသူတယောက်ဆိုပြီးတော့ဒရိုက်တာပြည်ဟင်းဒီဟာကအချက်လက်တွေနဲ့အတိအကျထုတ်ပြောလာတာဖြစ်ပါရင်နော်ဖုံးအင်ထားကအစပိုင်းမှာချွန်ညာမော်ဒယ်တယောက်အနေနဲ့သာစူးစမ်းနေခဲ့ရတာပါရုပ်ရှင်တွေပဲကိုကူလာခြင်းနဲ့အတွက်နော်ဖုံးအင်ထားကလွမ်းပိုင်စီကိုအပီကက်ခဲ့ပါတယ်လွမ်းပိုင်ကလည်းသူ့ကိုမင်းသားအနေနဲ့ကလန်းနဲ့ရုပ်ရှင်တွေတချို့မှာနော်ဖုံးအင်ထားကိုမင်းသမီးအနေနဲ့ခေါ်ရိုက်ဖို့ပြောပေးပါတယ်ဒရိုက်တာပြည်ဟင်းဒီဟာနဲ့ရိုက်ထားတဲ့ဒ ဲလီတက်ကစီရုပ်ရှင်အအချက်ကစားကားကြီးမှာဆိုရင်လေမင်းမြို့နေရာမှာလွမ်းပိုင်ကတောင်းဆိုလို့နော်ဖိုးအေထာကမင်းသမီးဖြစ်သွားတာဖြစ်ပါတယ် Delhi Taxi အချက်ဆိုတဲ့ဇာတ်ကားထဲမှာဖြစ်ပါရင်လွမ်းပိုင်ထက်တာတဲ့ထက်ခိုင်ဝင်းကိုတွေ့တဲ့အချိန်မှာလဲ Norfo Airtar ကနောက်တစ်ယောက်ပြောင်းသွားခဲ့တာဖြစ်ပါရင်ထက်ခိုင်ဝင်းကရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်လဲဖြစ်တဲ့အပြင်အမှုပညာလောကမှာအရှိန်အဝါကြီးတဲ့သူမျိုး Norfo ကရုပ်ရှင်ဇာတ်ကားကြီးတွေတောက်လျှောက်ရိုက်ကူးလာရပါတယ်။ဒါအပြင် Norfo Airtar ကအချိန်တိုတိုအတွင်းမှာမင်းသမီးဖြစ်လာတဲ့အပေါ်ဂုံလဲရှူသလိုမန်မာနာကြီးတာတွေလည်းရှိလာပါတယ်။ ဒရိုက်တာပြည်ဟင်းတီဟာနဲ့ရိုက်ကူးတဲ့ဇက်ကားတကားမှာဆိုရင်နော်ဖော့အေထားကဇဝင်ကန်နဲ့မလိုက်ဖက်တဲ့အဝယ်စားခေါင်းစားတွေကိုဝစ်စင်တဲ့အတွက်ဒရိုက်တာပြောင်းခိုင်းလိုက်ပါတယ်။ဒါပေမဲ့နော်ဖော့အေထားကအင်းချီကိုမလဲပေးပါဘူး။ဇက်ကားရဲ့ထုတ်လို့ရရချစ်သူထက်ခိုင်ဝင်းကိုယ်တိုင်ဖြစ်နေတဲ့အတွက်နော်ဖော့အေထားခက်တင်းတင်းသာနေတာဖြစ်ပါတယ်။ဒါအပြင်စီနီယာတရုတ်ဆောင်တချို့ရှိမှဆိုရင်လည်းရိုသေမှုမရှိတာထက်ခိုင်ဝင်းရဲ့အရှိန်အဝါတွေနဲ့ဂုံစားနေတတ်တာဆိုပြီးတော့ဒရိုက်တာတီဟင်းပြည်ဟင်းတီဟာနေပြီးတော့ပြပြလာတာလည်းဖြစ်ပါတယ်။ အနုပညာရှင်တွေကလည်းထုတ်လုပ်ရေးလုပ်ငန်းရှင်ရဲ့ချစ်သူဖြစ်တဲ့အတွက်နော်ဘောအေထာကိုရှူတင်မှာဆိုရင်တော့တမီးလေးညီမလေးဆိုပြီးတော့ဖူးဖူးမုတ်ထားတတ်ကြပါရင်နောက်ွယ်ကြမှသာဘလို့ဒီတရုပ်ဆောင်နေမှလည်းမသိဘူးတရုပ်ဆောင်မကောင်းလိုက်တာဟဲဆိုပြီးတော့အမှန်တရားတွေကိုအတင်းတုံးနေတတ်ကြတာလို့ဖွင့်ရလာခဲ့ပါတယ် အနုပညာလောကမှာတော့အခုလိုမျိုးရှေ့မှာကပ်ဖားနောက်မှာအတင်းထုတ်တာတွေကပုံမှန်လိုဖြစ်နေရတဲ့ကြောင့်မထူးဆန်းတော့ပါဘူး။ဒါအပြင်ပြီးခဲ့တဲ့ရက်ကတင်ဖို့ဇလန်တွဲရဲ့ fan meeting တခုမှလည်း North Pole Air ထားအဝတ်အစားသိမ်းမတောက်ပြောင်တဲ့ပရိသတ်တဦးကိုမတူသလိုအကြည့်မျိုးနဲ့ကြည့်ပြီးတော့တေချာမနှုတ်ဆက်ပဲမျက်နှာလွှဲခဲ့ပါရင်ပရိသတ်ကြီးရော North Pole Air ထားကမန်မာနာကြည့်ပြီးတော့ချိန်မုန်းနေတယ်ဆိုတာကိုယုံလား comment လေးထဲမှာပြပြပေးပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။